တစ္ဆာဖောက်ခံရတဲ့အကောင်းဆုံးလုံခြံသူများတရုတ်အင်ပါယာခင်မှာအီဂရီရဲ့လှုပ်ဝက်လုံခြံတပ်ဖြတ်ရေးအဖွဲ့တစ်ဖွဲ့ရှိတယ်။အဲ့ဒါကတော့ဂီလိုတင်လို့ခေါ်တယ်။သူတို့အဖွဲ့ရဲ့ခေါင်းဆောင်က Ryan ဆိုတဲ့လူပဲ။ Ryan တို့အဖွဲ့ကိုငငယ်လေးကလေးကတော်ဝင်ရန်သူမှန်သမျှကိုရှင်းပြဖို့တေးစီနိုင်တဲ့စက်တွေကိုလေ့ကျင့်ပေးခဲ့တာ။သူတို့ဟာအီဂရီရဲ့အမိတ်တော်ကိုလုံးဝမေးခွန်းမထုတ်ဘူး။ဘာလောက်ခံခံချက်ချင်းလောက်ရမယ်ဒီအဖွဲ့ဝင်တွေဟာ Ryan အတွက်မိသားစုလိုဖြစ်နေပြီ တို့ရဲ့နောက်ဆုံးမရှင်ကတော့တော်ဝင်အစိုးရကိုအတုနေတဲ့ဟန်သူဘုံခေါင်းဆောင် Wolf ကိုဖမ်းဆီးပြီးရှင်းပြဖို့ပဲ Ryan တို့ဟာဒီမရှင်ကိုလည်းအစွမ်းကုန်စူးစမ်းပြီးအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ဒါပေမဲ့ Wolf ကဖမ်းဆီးခံရပေမဲ့မင်းငါကိုတတ်ရမဲ့သူပဲ။ဒါပေမဲ့ဒီအချိန်ဒီနေရာမဟုတ်ဘူးဆိုတဲ့စကားတခုကိုပြောသွားခဲ့တယ်။အဲဒီစကားက Ryan ရဲ့စိတ်ထဲမှာတင်းငယ်တဲ့တန်တရားအစိတ်လေးကိုချပီးခဲ့လိုက်သလိုပဲ။ဒါပေမဲ့တကယ်ကိုထိုင်လန့်စရာကောင်းတာက Empire အုပ်စိုးရှင် Igrit နန်တက်လာတဲ့အခါမှာဂီလိုတင်းအဖွဲ့ဟာခင်မမီတော့ဘူးလို့တတ်မှတ်ခံလိုက် ရတာပဲ။ Igrit ကသူတို့ကိုခင်မီလက်နက်တပ်ဖွဲ့တွေနဲ့အစားထိုးဖို့အစီအစဉ်လိုက်တယ်။ဒီတော့ Ryan တို့အဖွဲ့ကို Wolf ကိုတောဖန်ခိုင်းတဲ့ mission ဟာတကယ်တမ်းတော့သူတို့အားလုံးကိုအဆုံးသတ်ပြစ်မဲ့နောက်ဆုံးထောင်ချောက်ဖြစ်နေခဲ့တာ။ Ryan ရဲ့ငယ်တငယ်ချင်းဖြစ်ပြီး Igrit ရဲ့ကိုယ်စားလှယ်ဖြစ်သူ David ကိုရိုင်ကခင်မီတနက်တွေကိုင်ဆောင်ထားတဲ့တပ်ဖွဲ့ကိုဦးဆောင်ပြီး Ryan တို့ကိုလာပြီးပြစ်ခတ်ဖို့လုပ်လာတယ်။ ဒီချိန်မှာရိုင်ရန်တရားကိုဘလောက်တောင်ရင်ခွဲစရာကောင်းမလဲစဉ်းစားကြည့်ပါတစ်သက်လုံးတစ္ဆာစောင့်တီးခဲ့တဲ့တခင်ကသူ့ကိုတစ္ဆာဖောက်တယ်ပြီးတော့သူ့အသက်ကိုလာယူမဲ့သူကငယ်ပေါင်းတငယ်ချင်းဖြစ်နေတဲ့ရိုင်ရန်ဟာဘယ်သူ့ကိုတစ္ဆာခံရမလဲဆိုတဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုရင်ဆိုင်ခဲ့ရပါတယ်အီဂရစ်ကရိုင်ရန်တို့ကိုတစ္ဆာဖောက်သူများအဖြစ်ကြေညာပြီးလိုက်လံတက်ဖြတ်ခံရတဲ့အခါမှာရိုင်ရန်တရားကိုအရာအားလုံးနားလည်သွားတယ်ငါတို့တွေအစကတည်းကတစ္ဆာဖောက်ခံခဲ့ရတာပဲဒီတော့ Ryan က Igrit ကိုပုံမှန်လေးလေးစန့်ကျင်ဖို့အဆုံးဖြတ်လိုက်တယ် သူဟာသူ့ရဲ့အဖွဲ့ဝင်တငယ်ချင်းတွေကိုနှုတ်မြောက်ဖို့တိုက်တွန်းခဲ့ပေမဲ့တယောက်ပြီးတယောက်အသက်ခံလိုက်ရတာကိုဝမ်းနဲ့စိတ်နဲ့စိတ်ထိခိုက်မှုကြီးစွာခံစားခဲ့ရတယ်။ဒီလိုနာကျင်မှုတွေကြားထဲမှာ Ryan ဟာသူ့ဖမ်းခဲ့တဲ့သူ့ပေါင်းကောင်းဆောင် Wolf နဲ့လက်တွဲဖို့ဖြစ်လာခဲ့တယ်။အဲဒီနောက်မှာသူဟာသူ့ကိုယ်တိုင်မန်ချူးမဟုတ်ဘဲဟန်လူမျိုးဆိုတဲ့ဘဝနဲ့အမှန်တရားကိုသိရှိခဲ့ရတယ်။ ။နောက်ဆုံးမှာတော့ Ryan ဟာ Igrit ကိုရက်စက်မှုကနေဂုံးတရေကိုဘယ်တော့မှရနိုင်မှာမဟုတ်ဘူးလို့တတိရှိရှိတတိ base ကပြောကြခဲ့ပြီးသူကိုယ်တိုင်လည်းနောက်ဆုံးလုံးချံတက်ဖြတ်သူဂီရိုတင်းအဖွဲ့ရဲ့အစိပ်ပိုင်းဖြစ်ဂုံးတိတ်ကရှိစွာအဆုံးသတ်ဖို့အတွက်လက်နက်ချက်အသက်ခံခဲ့တယ်။ဒီဇလဟာတစ္ဆာစောက်တီးမှုဆိုတာမြကန်းတဆေစည်းတလို့ဖြစ်နေဘလောက်ထိအနေရရှိလဲကိုလုံးနေတဲ့အလုပ်ရဲ့ရည်ရွယ်ချက်ကိုကိုယ်တိုင်မေးခွန်းထုတ်ဖို့လိုအပ်ပုံနဲ့တစ္ဆာခံရရင်ရရှိမဲ့အကျိုးဆက်တွေကိုထင်ရှားကြတတ်သွားခဲ့ပါတယ် ။ဇလန်ကြီးကတော့ဒါပါပဲရှင်။ကျေးဇူးများလိုက်တင်ပါတယ်။